chapter 118မှာတော့အီစာကီးရဲ့မက်တာဗီရှင်အသုံးပြုထားတဲ့ကစားကွက်ကိုနီကိုကတားနိုင်လိုက်တဲ့အတွက်အီစာကီးကနီကိုမင်းမက်တာဗီရှင်သုံးနိုင်နေရလားလို့မေးလိုက်ပါတယ်။နီကိုကတော့မက်တာဗီရှင်ဆိုတာဘာမှမသိတာမလို့အီစာကီးကပဲကိုင်းုံဘေးအယုံနဲ့ကြည့်ပြီးကိုင်းထဲမှာရှိတဲ့လူတွေအားလုံးရဲ့အချက်အလက်နဲ့လှုပ်ရှားပုံတွေကိုအုံနောက်ကိုအသုံးချပြီးလှုပ်ရှားတဲ့အရာဖြစ်တယ်လို့အီစာကီးကရှင်းပြပါတယ်။နီကိုကလည်းအီစာကီပြောတဲ့မက်တာဗီရှင်ဆိုတဲ့အရာကိုအခုမှကြားဘူးတာဖြစ်ပြီးအရင်ကတကွင်းလုံးရဲ့အနေထားကိုမျက်လုံးနဲ့သာကြည့်ပြီးဆုံးဖြတ်ခဲ့တာပါ။ အခုလေအနေအများတဲ့နေရာကိုတွေးရှိခဲ့တာဖြစ်လို့အတင်းရဲ့စီကံချက်တွေကိုပါဖောက်ပြက်ပြီးတော့ဝင်လာခဲ့တာပါအဲ့ဒီလိုမျိုးခံစားချက်ကိုလေနီကိုကအခုမှခံစားမှုတာဖြစ်ပြီးမက်တာဗီရှင်ကိုလည်းသတိမထားမိပဲအသုံးပြုနေခဲ့တာပါမက်တာဗီရှင်ဆိုတဲ့အရာကလမ်းလိုက်တာလို့တွင်းနေရင်ခန်းစစ်စီမင်းစီကံကိုဖောက်သွားပြီမယ်ကာနိုင်လိုက်တာမို့အိုက်ကူကချီကျူးနေခဲ့ပါတယ်အဲ့ဒီနောက်ကိုနေရာကိုပြန်သွားခိုင်းပြီးနီကိုကသူ့ကိုသူပွဲထဲမှာပို့ပြီးတော့တိုးတက်လာနိုင်တယ်လို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းဦးစိတ်တို့ကဘောလုံးအလူခံလိုက်ရတဲ့အီဇာကီကိုဒေါတာထွက်နေခဲ့ပြီး ။ Isagi ကသူ့ရဲ့လှုပ်ရှားပုံတွေကိုဘယ်လိုမြင်လဲလို့ပြောတဲ့အခါမှာတော့ဦးစိတ်တို့ကနေရာမှန်မှရောက်နေခဲ့ပြီးဘောလုံးကိုရောင်းလိုက်တာလို့ပဲမြင်ပါတယ်။ကျန်တဲ့သူတွေကလည်းဒီလိုပဲမြင်ကြပြီးအဲ့ဒီအချိန်မှာ Isagi ကမက်တာဗီရှင်ဆိုတာလူတိုင်းသုံးနိုင်တဲ့အရာမဟုတ်ဘူးဆိုတာနားလည်လိုက်ပါတယ်။မက်တာဗီရှင်ကိုအသုံးပြုနိုင်တဲ့သူတွေကသူ့အပါဝင်နီကိုခိုင်ဇာတို့ပဲဖြစ်ပြီးလိုရန်ဇိုမှလည်းရှိလောက်ပါတယ်။တိတ်ပြီးတော့မတိကျဘူးဆိုပေမဲ့အဲ့လိုမျိုးရှားပါးတဲ့စွမ်းရည်မျိုးပိုင်းဆိုင်နေတာကအများဆုံး၃ရက်တာရှိနိုင်ပြီး ဘာရူရဲ့တိုင်းအိမ်မျက်လုံးဟာမေတာဗီရှင်နဲ့လုံးဝမတူညီပါဘူးမေတာဗီရှင်ကကိုင်းနေရအချက်လက်တွေကိုစုဆောင်းပြီးတော့အနာဂတ်ကိုကြိုတင်ခန့်မှန်းတာဆိုရင်ဘာရူရဲ့တိုင်းအိမ်မျက်လုံးဟာဂိုးအေရီးယားထဲမှာပဲအသုံးပြုပြီးတပတ်အတင်းဂိုးသမားကိုကြော်ပြီးတော့ဂိုးသိမှုအတွက်ကံကြက်အမျိုးအစားစွမ်းရည်မျိုးပဲဖြစ်ပါတယ်နှစ်ယောက်သားတိုက်စစ်မှုတွေဖြစ်ကြတယ်ဆိုပေမဲ့သူတို့မြင်ကျင်တဲ့အရာတွေဆန္ဒရှိတဲ့အချက်လက်တွေကလုံးဝကို꿰ပြနေပါတယ်အချက်အလက်တွေကအအောင်မှုကောင်းတယ်လို့တွင်းနေပြီးအတွေးလို့နေတော့မှပဲဦးစိတ်တို့ရဲ့သတိပေးချက်ကြောင့်အတိပြန်ဝင်လာခဲ့ပါတယ် နောက်ပြီးတော့နှစ်သိန်းလုံးရဲ့အသွေးခေါ်တွေကပွဲပြားနေပြီးဥပအသိရဲ့ပေါက်ဆက်လှုပ်ရှားပုံတွေကမကောင်းဆိုးဝါးတကောင်လို့ဖြစ်နေပြီးဘတ်ဆက်မှချင်းအသိရတော့ခိုင်စာအီစာကြီးဆိုတဲ့ခမန်းလို့မရတဲ့တရဝါနကောင်ရဲ့တိုက်ခတ်မှုမျိုးပဲဖြစ်ပါတယ်။အီစာကြီးတည်တည်ချာချာပြောနေတာကတော့အားလုံးကလည်းလက်ရှိအခြေအနေကိုနားလည်ထားပြီးအခုချိန်မှာစဉ်းစားနေတာသူတို့ဘာလုပ်နိုင်လဲဘာရီယာအနေရှိလဲပြီးတော့အဲ့ဒီအနေတွေကဘာရီလောက်ကြမလဲဆိုတာစဉ်းစားနေတော့ပြီးဒါကတော့ကမ္ဘာအဆင့်တိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်။ပြီးတော့နောက်ထပ်အမှတ်တမှတ်က အခြေအနေကိုပြောင်းလဲပေးနိုင်မယ်အမှတ်ဖြစ်ပြီးတစ်ဖက်အတင်းရဲ့အကြံကိုဖတ်နိုင်ပြီးဖြစ်စည်းနိုင်တဲ့သူကပွဲကိုထိန်းချုပ်ခွင့်ရရှိမှာဖြစ်ပါတယ်တစ်ဖက်မှာခိုင်စာသူ့ကိုအမြဲတမ်းစားကျင်နေတဲ့လိုရန်ဆိုကြောင့်စိတ်ဒုက္ခတွေရောက်နေရပြီးသူနဲ့နောက်ဆုံးအချိန်ဆော့ခဲ့တဲ့ရောင်းတာထက်လိုရန်ဆိုကပိုပြီးတော့ကောင်းလာတယ်လို့ခိုင်စာကသွေးမိနေပါတယ်ဆရာသမားရဲ့ကျေးဇူးကြောင့်ထင်သားအထက်ပုံမလွတ်လပ်ခွင့်နဲလာပြီးအီစာဂီအတွက်ကတော့လှုပ်ရှားရတာပိုပြီးတော့လွယ်ကူပြီးကိုရဖို့အခွင့်အရေးလဲပုံမများပြားပါတယ်တစ်ဖက်မှာစိတ်တွေလွတ်နေတဲ့ဂျာမန်ခီလီကို ခိုက်စားပါဇက်ပိတ်ထားဖို့ပြောရင်လေ့ကျင့်ထားတော့အတိုင်းဆက်သွားကြဖို့နဲ့လိုင်းရင်အဖြစ်အချွေတောက်ထားတဲ့သူအတွက်မဖြစ်နိုင်တာမရှိဘူးဆိုပြီးတော့ခိုက်စားပြောပါတယ်ကစားပွဲရလည်းပြန်လည်ဆက်တင်ခဲ့ပြီး green ပြစ်ပြလိုက်တဲ့ဘောလုံးကို nets ကထိန်းလိုက်ပြီးတော့ခိုက်စားနဲ့ nets ရဲ့ကစားပွဲကနောက်ထပ်အတွင်းကိုသုံးဖြတ်ပါတော့မယ်မင်းတို့ငေါ့မိမနေလောက်ပါဦးနော်ဘောလုံးမလူရအောင်လို့ပြောထားတဲ့ကြောင်မှာကပ္ပတိန်အမေရိကအတင်းလှူသွားခဲ့ပြီးကပ္ပတိန်အမေရိကကြောင့်ပဲဘေးအမရာကစားပွဲကစတင်ပါပြီ ကပ္ပတိန်အမေရိကကြောင့်တကွေးလုံးကဗျမ်းမာတာတွေဖြစ်ကုန်ကြပြီးသူ့ရဲ့ကံချက်ကိုအားလုံးကသတိထားနေကြရပါတယ်ကပ္ပတိန်အမေရိကကဘောလုံးကိုဆွဲပြေးလာပြီးခိုးပေါက်နာကိုလာနေပြီဖြစ်ပါတယ်ကပ္ပတိန်အမေရိကရဲ့လုံနိုင်စွမ်းနေနဲ့ဆိုရင်တော့တယောက်တည်းကိုသိမ်းမှုကမဖြစ်နိုင်ပါဘူးအရှိမှလည်းတပတ်အတင်းရင်ခန်းစစ်ကစားသမားတော်တော်များများရှိနေပြီးအီစာဂီနဲ့လူပေးကစားမယ်ဆိုရင်အဆင်ပြေမှာဆိုပေမဲ့ကပ္ပတိန်အမေရိကကတော့လူပေးမှာမဟုတ်ပါဘူးသူ့ရဲ့ကစားပုံကအကြံကုန်လို့ဂလုံးစားချလိုက်တဲ့သဘောမျိုးပါပဲတပတ်အတင်းရင်ဂိုးအေရီယာကိုမရောက်ခင်ပါပဲ ဘောလုံးအလူခံလိုက်ရမှာဖြစ်ပြီးအားလုံးအီဆာဂီကကြိုမြင်နေပါတယ်အဲ့ဒီအနာဂတ်ကိုနီကိုကလည်းကြိုမြင်နိုင်ပြီးအီဆာဂီကလည်းလက်အေးဟက်ပန်မှာမဟုတ်ပါဘူးအန်အိုးစီကစွန့်ရင်ဖြစ်တဲ့အသေးရရှိထားတဲ့မက်တာဗီရှင်နဲ့ဘောလုံးလက်ခံရရှိထားတဲ့သူတွေမဟုတ်ပဲအနေရရှိတဲ့လူတွေအားလုံးကနီကိုကမြင်နေရပါတယ်အီဆာဂီကလည်းသူ့လိုမြင်နေမယ်ဆိုတာနီကိုကလည်းသိပြန်ပြီးသူခံမှန်းခဲ့တဲ့အတိုင်းကပ်တိန်အမေရိကတန်ချက်ကိုအယောင်ပြပြီးတော့ဖျက်ဝင်လာပါတယ်ခြေနှစ်ဖက်လုံးနဲ့ကန်နေနေဆိုပေမဲ့ညာခြေတော့ကိုပုံစံယူရမှာမလို့ပုံစံမြင်နိုင်ခင်ဝိုင်းတာပါတယ် နီကိုနဲ့အီဇာကြီးနှစ်ယောက်လုံးဟာနောက်ဆုံးချိန်လမ်းမှာတော့အကုန်လုံးအကုန်လုံးသူညီနေပြီးတော့နီကိုကတားရတော့မယ်နီကိုကတားနိုင်လိုက်ပြီလို့ထင်သားမိမယ်ရိုက်ချီကဘယ်မှမသိရောက်လာပြီးတော့ဘော်ရီနဲ့ကာထားလိုက်ပါတယ်ကိုယ့်ရဲ့အမြင်အာယူမှာနေမျောနေခဲ့ပြီးအမြင်ကျင်းတော့ခဲ့တဲ့အတွက်ကြောင့်ရိုက်ချီကိုမမြင်နိုင်ခဲ့တာပါခူနီကာမီနဲ့အီဇာကြီးအပေါ်ပဲအာယုံဆိုင်နေခဲ့တဲ့အတွက်ကြောင့်အနောက်ကနေလာနေခဲ့တဲ့ရိုက်ချီကိုမမြင်နိုင်ခဲ့ပါဘူးအမြင်ကျင်းတော့အောင်လို့ တမင်တက်တက်စောပြီးတော့ရှေးခဲ့တာဖြစ်ပြီးနားလေးပဲလှည့်ကြည့်လိုက်မယ်ဆိုရင်တော့မှ righty ရှိတယ်ဆိုတော့သတိထားမိနိုင်မှာပါအတေးရရှိထားတဲ့စွမ်းရင်ပေါ်မှာနေမျောနေခဲ့ပြီးအုံနောက်ကိုတုံးတဲ့နေရာမှာတော့ဒီကိုကဒုတိယလူပဲဖြစ်ပါတယ်။ဂိုးပါမရောက်ခင်ခန်းစစ်ကစားသမားလည်းနှစ်ယောက်ပဲကြံပြီးတော့မမမသားနဲ့ပူပါမီကြော်ဖြတ်သွားခဲ့ပါတယ်။ဂိုးသိမ်းဖို့အခွင့်အရရည်လို့ထင်ထားခဲ့ပေမဲ့အရှိမအိုက်ကူကစောင့်နေခဲ့ပြီးအိုက်ကူမှလည်းမက်တာဗီရှင်ရှိနေခဲ့ပါတယ်။အီစာကြီးရဲ့တွေ့ချက်ထားပုံနဲ့အကြံစီတွေလည်းအားလုံးကြိုသိနေခဲ့ပြီးမတက်နိုင်တော့တဲ့အတွက် ဒုတိယလက်နက်ဖြစ်တဲ့ဘယ်ချီကန်ချက်ကိုထုံသွင်းလိုက်ပါတယ်အဲ့ဒီကန်ချက်ကိုလည်းအိုက်ကူကခမန်းနိုင်ခဲ့ပြီးတားဖို့အတွက်ရှေ့ကိုထွက်လာခဲ့ပါတယ်ဘယ်ချီကန်ချက်ကပြီးပြည့်စုံမှုအတွက် အချိန်လွတ်ပြီးတော့ရှင်းနေတဲ့လမ်းကြောင်းမှာပဲအသုံးပြုလို့ရတာပါအဲ့ဒီကန်ချက်ကိုပဲအိုက်ကူကကြုံမြင်ခဲ့ပြီးတားဖို့လာခဲ့တဲ့အတွက်ကြောင့်အီဆာဂီကတော့သွားပါပြီအီဆာဂီဒီဘောလုံးပေးလိုက်တော့ကန်သွင်းဖို့မျှော်လင့်ချက်မဲနေတဲ့အချိန်မှာပဲယူကီမီကလွတ်နေခဲ့ပြီးတော့ဘောလုံးတောင်းလာခဲ့ပါတယ် တစ်ဖက်မှာလွတ်နေခဲ့တဲ့ယူကီမီယာကိုလည်းအီဆာကီကတတိထားမိသွားခဲ့ပြီးပိုဇီရှင်ကောင်းကောင်းမှရှိနေခဲ့တဲ့ယူကီမီယာကိုလူပင်းကောင်းမလားလို့စဉ်းစားနေခဲ့ပါတယ်ဘောလုံးကိုကန်လို့ရတယ်ဆိုပေမဲ့လည်းတစ်ဖက်အသင်းစီကိုပါတော့ခဲ့ရင်လည်းတံပြန်တိုက်စစ်အစဉ်ခံရမှာမလို့ရုပ်တိအရှိဆုံးရွေးချယ်ချက်အနေနဲ့ယူကီမီယာကိုလူပေးလိုက်ပါတယ် nice ကောင်းတယ်အီဆာကီအဲ့ဒီနောက်ဆုံးပေးပို့မှုဟာအလုပ်ဖြစ်မှာမဟုတ်ဘူးနော်ငါအဲ့ဒါကိုဖျက်ဆီးပေးလိုက်မယ်လူရန်ဆိုအဲ့ကောင်တကယ်ကြီးလား तू ဟာတကယ်ကိုမကောင်းဆိုးပါပဲယူကီမီယာစီကိုဘလုံးမရောက်ခင်စက်ကြားလေးမှာ ပေးပို့လိုက်တဲ့ဘောလုံးကဖြက်လူခံရပါတော့မယ်ဒါပေမဲ့လိုရန်ဆိုတတိမထားမိလိုက်တာသူယူကီမီယာကိုလူကတ်လိုက်တဲ့အချိန်မှာခိုင်ဇာကလွတ်လပ်သွားခဲ့ပါတယ်ခိုင်ဇာတစ်ချိန်လုံးစောင့်နေခဲ့တဲ့ခိုင်တန်နောက်ဆုံးမှရရှိလာခဲ့ပြီးတော့အကွက်ပြဖို့ပြင်မာတော့မယ်လိုရန်ဆိုသူ့ကိုကတ်နေတာဖဲဖို့အတွက်အီဇာကီရဲ့အသွေးတွေမကပဲအားလုံးရဲ့အသွေးတွေကိုကြောဖြတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကန်သွင်းမှုပြင်နေတဲ့ခိုင်ဇာကိုဆန်ဒိုကတားဖို့ပြေးလာခဲ့ပါတယ် ဒါပေမဲ့လည်းငနေသားအော်ပြီးတော့ပြေးလာတာမလို့ခိုင်စာကသူ့ရဲ့ဆက်လိုက်ထိုးတာကိုအပေါ်ကနေကြော်လာခဲ့ပြီးခိုင်စာရဲ့ကန်ချက်ကိုတားဖို့အတွက်အားလုံးဟာအသေးအံဖြစ်နေခဲ့ကြပါရယ်ခိုင်စာရဲ့လမ်းကြောင်းကိုပိတ်ထားလိုက်ဟုတ်ပြီကန်လို့ရတဲ့နေရာမရှိတော့ဘူးငါသူ့ရဲ့ကန်ချက်ကိုတားမယ်အဲ့လိုပြောပြီးတော့အာရီကခိုင်စာကိုဘော်ဒီနဲ့ပြေးတိုက်လိုက်တဲ့အတွက်လေးပေါ်မှာပက်လက်ကြီးဖြစ်နေခဲ့ပါရယ်အဲ့တော့ဖောင်းနေတော့ငါတို့ပင်နယ်တီရမှာမလားဆုတ်အယုံသမားတွေတော့တိလိုက် လေးပေါ်မှာပက်လက်ဖြစ်နေတဲ့အနေထားမှာတော့ခိုင်စာကလွတ်နေတဲ့လမ်းကြောင်းကိုရအောင်ရှာပြီး ခိုက်စာအင်းမက်နဲ့ကန်လိုက်ပါတယ်တုံးရောင်လောက်ကဝိုင်းတာပြီးဟန်ချက်ပြက်နေခဲ့တဲ့အနေထားမှာတော့လေးပေါ်မှာဒီမဲ့ဟန်ချက်ရအောင်ထိန်ပြီးတော့အိုက်ကူရဲ့ပေါင်ကြရဲနဲ့တစ်ဆင့်ကိုပေါ့ထဲကိုဝင်းအောင်ကန်လိုက်ပါတယ်အားလုံးစင်ခဲပြောင်းလဲနေခဲ့တဲ့အချိန်ဒီမှာတော့အကုန်လုံးဖြက်စီးနိုင်ခဲ့တဲ့ခိုက်စာကတော့ဒီပွဲကိုပြောင်းလဲမဲ့သူပဲဖြစ်ပါတယ်ချီပဲမင်းကတကယ်ကိုညံကြီးချိန်ပဲခိုက်စာအကုန်လုံးရိုးရိုးတဲတဲဖြစ်နေတဲ့အချိန်ဒီမှာ ခိုင်စာကိုရောင်ယူပေးနိုင်ခဲ့ပြီးတကယ်ကိုပါရမီရှင်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လေခိုင်စာကတန်းတုံးရတန်နေရတာဖြစ်ပြီးဂျာမန်ဂီလီယာသူချစ်ချစ်စီကိုပြေးလာခဲ့ပါတယ်ဟိုလိုလောက်သွားတာမိုက်တယ်ဒီလိုလောက်သွားတာမိုက်တယ်ဟိုလိုအကွက်ကိုကျုံမြင်တယ်ဒီလိုအကွက်ကိုကျုံမြင်နေတဲ့ချီချူးနေခဲ့ပြီးတော့တော်တော်လေးအာယုံနောက်စီကဖြစ်လာခဲ့တဲ့အတွက်ခိုင်စာကပဲဟေးအောင်နက်စ်အဲပြောလေခိုင်စာမစ္စပေါကိုပိတ်ထားစမ်းနက်စ်ကလည်းခိုင်စာပြောတာကိုကြောင်နေခဲ့ပြီးတော့အဲ့ဒီကိုကလိုရန်ဆိုသူ့နားမှာကတ်နေတာကနေဖယ်ရှားဖို့အတွက်တခုတည်းသောနီလန်ဖြစ်ခဲ့ပြီးတော့နက်စ်က ကိုကအံ့ဩဖို့ကောင်းတယ်လို့ချီးကျူးနေရင်တော့ခိုက်သားတော့သူ့ကိုလောင်နေရလို့ပဲမြင်ပါတယ်။အစ္စာကြီးခွေးစားကျေးတယ်လို့ကျွေးသားခဲ့တဲ့ကိုကို तू ကအံဝဲခံမနေဘူးလို့ပြောပြီးတကယ်တမ်းဒီကိုကအစ္စာကြီးနဲ့အစာပြုခဲ့တာဖြစ်ပြီးအစ္စာကြီးရောအားလုံးကဝိုင်းတားနေတဲ့အချိန်လော်ရန်ဇိုကနောက်ဆုံးပေးပုံမှုကိုတားဖို့သွားခဲ့တဲ့အတွက်ကြောင့်ခိုက်သားလွတ်သွားခဲ့ပြီးအပိသက်ကောက်စားလိုက်တာလို့ခိုက်သားကခံယူထားပါတယ်။နောက်ပြီးတော့အဲ့ဒီကိုရဖို့အတွက်အဓိကလူကအစ္စာကြီးဖြစ်တယ်ဆိုတာညစ်ပယ်လို့မရနိုင်ပါဘူး။အဲ့ဒီကိုကိုတွေးမိခဲ့တဲ့အတွက်လေခိုက်သားကနောင်တရရနေခဲ့ပြီးတိုက်စစ်မှုတွေပြီးပြီး ကိုနဲ့တက်တိပြကြမယ်လို့ဂရီပေးထားကြပြီမဲ့နှစ်ယောက်သားတကိုးစီနဲ့တေးဖြစ်နေတာကိုစိတ်ပြတ်နေမိရတယ်။အဲ့ဒါကြောင့်မို့နောက်ဆုံးအမှတ်ကိုသူယူမယ်လို့ကြုံးဝလိုက်ပြီးတော့တဖက်မှာအီစာကီကလည်းခိုင်စာရဲ့ထက်မြက်မှုနဲ့ကဘာအဆင့်ကန်ချက်ကိုကြီးကျူးနေပါတယ်။အဲ့လိုကန်ချက်မျိုးဟာအီစာကီအကျဉ်းတစ်ထောင်လုံးကြိုးစားမယ်ဆိုရင်တော့မှတစ်သက်လုံးလုံနိုင်မယ့်အရာမျိုးမဟုတ်ပါဘူး။သူကြော်တတ်ဖို့ကြိုးစားနေခဲ့တဲ့သူဟာတကယ်ကိုပါရမီရှင်ဖြစ်နေပြီးတော့ကဘာအကောင်ဆုံးဖြစ်ချင်ခိုင်စာကိုအရင်ကြော်တတ်မှဖြစ်ပြီးအခုချိန်မှာတော့ခိုင်စာအီစာကီအပေါ်လုံးဝအာရုံစိုက်နေခဲ့ပါပြီ။တနည်းအားဖြင့် ီစာကီဘာလို့မလဲဆိုတော့မခက်မန်းနိုင်ဘူးဆိုရင်ဂိုးသွင်းဘူးကလုံးဝဖြစ်နိုင်မှာမဟုတ်တော့ပါဘူးအီစာကီယိုအီချီကအခုဆိုရင်ခိုင်စာရဲ့အုံလောက်ထဲမှာအာယုံစိုက်ထားတဲ့အထီးကိုရောက်သွားခဲ့ပါပြီမင်းကအဲ့လိုဖြေရတော့ကြိုက်တာလားဒါခံစားရတာမိုက်ပြီးတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပြီဆိုပြီးတော့အီစာကီကတင်းနေခဲ့ပါတယ်တစ်ဖက်မှာတော့ဆန်ဒိုအပါဝင်ငမမသားနဲ့ဥပအသင်းရဲ့ဂိုးသမားတို့ဟာဒဏ်ရာရနေခဲ့ကြပါတယ်မေတာဗီရှင်မတုံးနိုင်တာမို့အီစာကီသွားတဲ့နောက်ကိုအမြဲတမ်းလိုက်နေရတဲ့အတွက်အတော်လေးမောပန်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာစနက်ဖီက ဂိုဒမားလဲဖို့လိုအပ်လာခဲ့တဲ့အတွက်ယူနီဆယ်အသင်းရဲ့ဂိုဒမားဖြစ်တဲ့ကန်ဖူကာကူနဲ့လူလဲလဲပါတယ်။ဘတ်ဆတ်မန်ချင်းကတာမာသားရဲ့ခိုင်ဇာအီဇာဂီဆိုတဲ့အစွန်းနှစ်ဖက်ပါတဲ့အသင်းကိုမင်းတီထောင်ခဲ့တာပဲနိုဝါ။မင်းရောအော်ပြောင်းလဲတော်လို့ခေါ်ရလား။အဲ့ဒါလဲပါရင်လဲပါမှာပေါ့။မင်းရဲ့အခုပုံမှန်မဟုတ်တဲ့အသင်းလေးကိုငါဖျက်ဆီးပေးမယ်။ဟောကိစ္စတွေဝင်းမရှုပ်စမ်းပါနဲ့စနဖီ။မင်းကြောင့်ကအလုပ်တစ်ခုပိုလာတော့မယ်။နောက်ဆုံးမှာတော့အသင်းတည်းရဲ့မာစတာနှစ်ယောက်လုံးကပွဲတဲကိုဝင်လာခဲ့ပြီးဥပါအသင်းရပဲလိုက်မိနိုင်မလား။ဘတ်ဆတ်မန်ချင်းအသင်းရပဲနိုင်သွားမလားဆိုတာ ။စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ကစားသမားတွေလဲလဲတဲ့အတွက်ကြောင့်ပြောင်းလဲသွားတဲ့ပွဲအပေါ်မှာအီစာကီးယာခံမနိုင်ဖို့လိုအပ်ပါတယ်။ဝီစီကိုစမုံးလိုက်တဲ့အခါကမ္ဘာအဆင့်ဆိုတဲ့စင်မြင့်ပေါ်မှာငါအဓိကဇက်ကောင် ဖြစ်ရမယ်လို့အီစာကီးယာတွင်းနေခဲ့ပြီးသူစိတ်ကူးထားတဲ့တွင်းကိုလက်တဲ့အဖြစ်ကိုပြောင်းလဲပါတော့မယ်။တစ်ဖက်မှာအန်အိုးကိုကောင်းနေတဲ့အီစာကီးကိုဟီယိုရီယာစောင့်ကြည့်နေခဲ့ပြီးသူ့အဝါအတူခေါ်သွားပြီးဖို့ဟီယိုရီယာတွင်းနေခဲ့ပါတယ်။ကိုရလက်ကနှစ်ကိုတကိုဖြစ်နေခဲ့ပြီးဟီယိုရီရဲ့စိတ်ထဲမှာတခုခုကတားလောင်နေပြီးတော့အဆင့်တစ်ခုမှရှိနေရတာက ခံစားလို့ကောင်းပါပဲလို့ဟီယိုရီကတင်းနေခဲ့ပြီးအတင်းထဲမှာအီစာဂီနဲ့အတူတူစောချင်နေခဲ့ပါရယ်အခုဆိုရင်ခိုင်စာနဲ့အီစာဂီကတမက်စီရထားပြီးကိုပိုင်သွင်းကိုရီနဲ့ဆုံးဖြတ်ကြတဲ့ပွဲမှာနောက်ထပ်တကူသွင်းတဲ့သူဟာအနိုင်ရရှိမှာပဲဖြစ်ပါရယ်ခိုင်စာရဲ့စိတ်ထဲမှာတော့အီစာဂီကိုချိန်မုံပြစ်ချင်နေခဲ့ပါရယ်အဲ့ဒီအချိန်မှာဘာလို့ကစနက်ဖီဝင်လာခဲ့ပြီမလို့အဲ့ဒီကစားပုံကိုထုတ်သုံးတော့မှလားလို့စနက်ဖီကိုမေးလိုက်ပါရယ်စနက်ဖီကလည်းသူ့ရဲ့ဥပါအတင်းကိုငါတို့အတွက်လောက်ရမယ့်အလုပ်တစ်ခုပေါ်လာပြီလို့ပြောလိုက်ပါရယ်ကဲပုံစံပြောင်းမယ်ဟေ့ တိုက်စစ်ဦးစားပေးပုံစံကစားပုံဟာအရင်အပုံစံနဲ့လုံးဝကွဲပြားသွားပြီးလိုရန်ဆိုနဲ့နီကိုရိုကလည်းရှေ့တက်နေခဲ့ပါတယ်ကစားသမားတော်တော်များများကလည်းတိုက်စစ်ဆင်နေကြပြီးပုံစံပြောင်းလိုက်တဲ့ပုံစံကတခြားမတူညီတဲ့အတင်းကိုရင်ဆိုင်နေရတယ်လို့ဖြစ်နေပါတယ်နီကိုကလည်းသူ့ပြည်ရဲ့လူတွေရဲ့အပေါ်အခြေခံပြီးတော့လူပေးမှဖြစ်ပြီးလိုရန်ဆိုရဲ့ဇော်မီဒရစ်ဘလင်းနဲ့ကွင်းလယ်မှာပေါင်းဆက်ကစားမှာပဲဖြစ်ပါတယ်ဘောလုံးရဲ့လှုပ်ရှားပုံတွေဟာအတော်လေးမြန်ဆန်နေပြီးတော့အမြန်နှုံးကြောင့်အာယုံမပြတ်ပဲအီစာကြီးကအားနေချက်ကိုရှာဖွေနေပါတယ်သူ့ရဲ့မလာဗီရှင်နဲ့ ကစားပွဲရဲ့တိုက်စစ်ကိုနောက်ဆက်ပါတော့မယ်အဲ့ဒီချိန်မှာနီကိုကလူပေးလိုက်ပြီးတော့အဲ့ဒီပေးဖို့မှုကိုအီစာကြီးကတားလိုက်ပါတယ်အဲ့ဒါနီးဆက်သားပဲနော်မင်းရဲ့မျက်လုံးတွေကသူတို့ပြောသလိုတကယ်ကောင်းတာပဲယိုအီချီအီစာကြီးစနဖီကဘောလုံးကိုအီစာကြီးမခိုးနိုင်ခင်မှာအရင်ကာလိုက်ပြီးတော့သူ့ရဲ့မရာဗီရှင်ကိုလည်းကြောတက်တော့ခဲ့ပါတယ်အဲ့ဒီချိန်မှာဆမ်မီဘတ်ချစ်ကတက်ကူရလာပြီးအီစာကြီးကိုနှစ်ယောက်တယောက်ညှက်ကြဖို့ပြောပါတယ်အီစာကြီးနဲ့အတူစနဖီကိုဝိုင်းသားနေကြပြီးတော့စနဖီကနှစ်ယောက်လုံးကိုခန္ဓာကိုယ်နဲ့ကာထားခဲ့တဲ့အတွက် စနာဖီစီကဘောလုံးလူရတာအတော် ခက်ခဲနေခဲ့ပါတယ်ဒါတော့ကဘာကျော်ဘောလုံးထိန်းနည်းပဲဖြစ်ပြီးနှစ်ယောက်ညက်ထားတဲ့ကြားလူရအောင်ပေးလိုက်ပါတယ်ဘောလုံးရသွားခဲ့တဲ့လူရန်ဆိုကတိုင်းပြီးတော့နီကိုကိုပေးလိုက်ပြီးသူ့ကိုတားဖို့အတွက်နက်စ်ကစောင့်နေခဲ့ပါတယ်နီကိုစီရောအာယုံရောက်နေခဲ့တာမလို့ဘေးနာစနာဖီကိုမမြင်လိုက်ပဲနက်စ်ကလာလူတဲ့အချိန်မှာဘောလုံးလမ်းပေးလိုက်ပါတယ်ရန်သူကိုတွေးဖို့အချိန်မပေးနဲ့လေကိုအလုတ်ကိုဆက်လုဆက်မှာဒီလိုနဲ့စနာဖီကဂိုးပေါင်းနားကိုတပြေးပြေးရောက်လာခဲ့ပြီးဘေးမှာရှိတဲ့ဘားတို့ကိုလူပေးလိုက်ပါတယ်အားလုံးကစနာဖီကိုအာယုံဆိုင်နေခဲ့တဲ့အတွက်ဘားတို့ကဘောလုံးရသွားခဲ့ပြီး န်တရာရွေးချယ်ချက်တွေအများကြီးရှိနေခဲ့တဲ့ဘားတို့ကိုတော်ရင်သားလေးကမသားနိုင်လောက်ဘူးဆိုပြီးတွင်းနေခဲ့ပါတယ်။ဒါပေမဲ့ကန်ကောင်းထမစွာပဲအီစာကီနဲ့ခိုင်စာနှစ်ယောက်လုံးကဘားတို့ရဲ့ကန်ချက်ကိုကာလိုက်နိုင်ပြီးဂိုးသွင်းခံရဖို့အတွက်အန်ဒီရဲ့အများဆုံးဆိုတဲ့နေရာကိုလက်မလေးတင်ကာလိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ခဏလောက်တာအချိန်ဆွဲနိုင်ခဲ့ပြီးကွင်းထဲမှာတေးရောက်ကတော့နေရာလွတ်နေခဲ့ပါတယ်။သူကတော့စနက်ဖီပဲဖြစ်ပါတယ်။ဘောလုံးကျမဲ့နေရာမှာရှိနေခဲ့ပြီးအဲ့လိုမျိုးအုံနောက်တဲ့သူကိုဘလို့အနိုင်ယူရမလဲလို့အီစာကီကမျောလင်းချက်မဲ့စွာနဲ့တွင်းနေခဲ့ပါတယ်။ ီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်အပိုင်းနေမှာပြန်တွေ့ကြတာပေါ့